မင်္ဂလာပါရှင်။ဗမာခေတ်တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းသတင်းထုတ်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။ယခုအခါမှာတော့မိုးပြဲတွင်အင်အားသုံးထိုးစစ်ဆင်လာသောစစ်တပ်ကိုတော်လိုင်းတပ်များကတိုက်ခိုက်မှုစစ်သား55ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားဆိုတဲ့သတင်းအပအဝင်နောက်ဆုံးရသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါရမရှင်။ ရှမ်းပြည်နယ်နဲ့ကရင်နီပြည်စံမိုးပြဲတွင်အင်အားသုံးထိုးစစ်ဆင်လာသောစစ်တပ်ကိုတော်လင်ရတက်များကပြန်လည်တိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလက်ရရှိကစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားကြောင်း KNDF ကသတင်းထုတ်ပြန်ပါတယ်ရှင် မတ်လ23ရက်နေ့စစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးများအလွန်အကျွအုံပြုကဒုစစ်စင်တိုက်ခိုက်မှုကြောင့်ရှီရန်ကင်းနေရာသို့တက်ဆုပ်ပေးခဲ့ရကြောင်းမတ်လ14ရက်နေ့တွင်တော်လင်းအင်အားစုများကပြန်လည်ဒုစစ်စင်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ဘက်မှအနည်းဆုံး75ဦးသေဆုံးပြီးဒဏ်ရာအများပြားရရှိကပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းတိုက်ပွဲတွင်ရန်သူလက်နက်ကိုလက်နက်ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည် မြို့ပြတော်လန်ရဲတအူ Urban Revolutionary Front URF မှကိုထက်က match သုံးရက်နေမှာပြည်သူစစ်အင်အားအလုံးအရင်းနဲ့ drone တွေအစိမ့်ငွေပုံတွေနဲ့မိုးပြဲမျိုးကိုထိုးစစ်ဆင်နေ match ဆက်လေးရက်နေတနေ့လုံးတိုက်ပွဲဖြစ်တဲ့မနေ့ကညနေပိုင်းမှာမိုးပြဲမှာဆုတ်လိုက်ရတဲ့နေရာတွေအကုန်ပြန်ရတယ်စစ်တပ်ဘက်အနည်းဆုံး15ထက်မနည်းသေးဆုံးတယ်ဟုရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် တိုက်ပွဲတွင်တော်လိုင်းအင်အားစုဗမာ KNDF B03 ရဲဘော်တအုံးမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းမူရဲတိုက်ပွဲတွင်ကျန်းဘက်စစ်ကောင်စီမှဓာငွေဘုံများပစ်ခတ်ခြင်းနှင့်မီလောင်ဘုံများအုံပြတိုက်ခိုက်ကြောင်းမီလောင်ဘုံများအုံပြတိုက်ခိုက်မှုကြောင့်မက်ရှလာအတွင်မိုးပဲမျိုးပေါ်ရက်ကွက်များတွင်နေအိမ်15လုံးနှင့်အထက်မီလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည် 2024ခုနှစ်ဒီဇင်ဘာလမှစ၍ယနေ့အထိမိုးပြဲကိုရရှိရန်အစံဘက်စက်ကောင်စီကလူရင်အားနှင့်ဒရုန်းများလက်နက်အင်အားတောင်းလွန်စွာအသုံးပြု၍ထိုးစစ်ဆင်မှုကိုတော်လိုင်းအင်အားစုများဖြစ်ကြသောရှမ်းတောင်စစ်ဒေသခွဲအမတ်တဲပြူဟာကရင်နီအမျိုးသားများကောက်ရေးတန်းနှင့်အခြားတပ်ပေါင်းစုံများကခုခံတွန်းလှန်လက်ရှိကြောင်းသိရှိရသည်။ ဆလဘီရွှေဘုံမျိုးမှရိတ်ခါထုတ်ပြန်လာသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုကားတစ်စီးနှင့်စားစီပုံများတင်ဆက်ရရှိပြီးကားကိုမီးရှို့ရှင်းလင်းဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘုံမျိုးနယ်တွင်ရိတ်ခါထုတ်ပြီးပြန်လာသည့်အစံဖက်စစ်ကောင်းစီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာကားတစ်စီးနှင့်စားစီပုံများတင်ဆက်ရရှိပြီးကားကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းရွှေဘုံမျိုးနယ်ပြည်သူ့ကောင်ရေးအဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်တည်ထောင်ဌာနတန်းတို့ပြောဆိုသည် မတ်လ14ရက်နေ့မွန်လယ်3:40မိနစ်ကန်တွင်ရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတီရွာပယံပြူစောတီရွာနှင့်ဇီးကုန်းလေးပြူစောတီရွာမှထွက်လာသောစစ်ကောင်စီတပ်သားအင်အား90ခန့်နှင့်ရွှေဘုံမြို့တွင်းသို့ကားသုံးစီးဖြင့်ရိတ်ကာထုံရန်တွားရောက်စဉ်တော်လင်းတပ်ဖွဲ့များကရွှေဘုံရေယူလမ်းမရောက်တွင်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည် ်ရင်းတိုက်ခိုက်မှုတွင်ရမန်နေမွန်လဲ3နာရီ40မိနစ်မှညနေ4နာရီ45မိနစ်ထိကြာမြင့်ခဲ့ပြီးအစံဘက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောကားတစ်စီးသည်လမ်းမေးမြောင်းတွင်ထွန်းကျသွားကြောင်း စစ်သားများမှတက်ပြက်၍စောက်ခွာထွက်ပြေးသွားကြောင်းသိရှိရသည်စစ်သားများထွက်ပြေးသွားပြီးနောက်ရိခာကျင်းကတစီနှင့်ကောင်းဖို့တွင်တင်းဆောက်လာသောစားစီပေပါတလုံးနှင့်ဆဲကလန်ဝင်စားစီ၆ပုံးတို့တင်ဆက်ရရှိခဲ့ကြောင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော်လဲအရေးအတွက်ကိုတီးပြူနိုင်ခြင်းမရှိကြောင်းတင်းဆက်ရရှိသောကာမလမ်းဘေးများတွင်ထိုးချသွားတော့ကြောင်းအလဲတကူတည်ယူရွှေ့ပြောင်းနိုင်ရမလဲကိုရေးမိရှုရှင်းလင်းခဲ့ကြောင်းသိရသည် စစ်ကွေးနဲ့ပြုတ်ခွေအင်အား90ကျော်ကရွှေဘုံမြို့တွင်းကိုကာတုံးစီနဲ့ရိခါတော်ထုတ်ပြပြန်ကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာကာတစီကတော့လမ်းမေးမြောင်းနဲ့ထိုးချသွားပြီးစစ်ကွေးတွေဖိအိုပြဲနဲ့ဆုတ်ခွာထွက်ပြေးသွားတယ်။စားစီပေပါတလုံးနဲ့ဆဲကလန်ဝင်စားစီ6ပုံးတို့ကိုတော့တင်းဆဲရမိခဲ့ပါတယ်။လမ်းမေးမြောင်းတွင်ထိုးချသွားတဲ့ကာကအလဲတကူတဲယူရွှေပြောင်းမှုမိရှု ရှင်းလင်းလိုက်တယ်။စစ်ကွေးတွေဒီကိုက်တိဆုံမှုများနိုင်နဲ့ရေအတွက်ကိုတော့အတိမပြုံနိုင်သေးဘူး။ဒီလာထဲမှာကျွန်တော်တို့စစ်ကွေးထောက်ဖို့ကနစီရှိပြီးမိရှုရှင်းလင်းနိုင်ခဲ့တာကိုရွှေဘုံမြို့ နယ်ပြည်သူ့ကော်ရီဘွဲ့မှတောင်းရင်ရွှေသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုမျိုးနယ်ပကဖတောင်းကန်းကုတ်ကဲမှုဖြင့်ရွှေဘိုမျိုးနယ်ပကဖတိုက်ခိုက်ရေးဘွဲ့ PDO မှဦးဆောင်ကတိုင်းနယ်ကပကဖတိုက်ခိုက်ရေးဘွဲ့နဲ့ကလုံကြီးပကဖဘလူးညင်အောင်ပကဖလိုင်းလုံးနေဘွဲ့ AK ပကဖတိုင်းနယ်တက် Golden Future for ပကဖ MC ပကဖတာကနာနဂါမဲပကဖတို့ဘွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ AAE ဒုစစ်ကိုကာဝယ်ရန်နဲ့စစ်ကူဖြည့်တင်ရန်ရွှေတောင်းနဲ့လေရင်ခွင်းနဲ့ပြည်လန်းအမြန်ဆောက်လုပ်ပြီးစစ်လေရင်များစတင်ဆင်းသက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတွင်တွင် AA2 စစ်ကိုကောက်ရေးစစ်ကိုများချင်းမီဖြည့်တင်နိုင်ရရွှေတောင်မြို့နယ်တွင်လေရင်ပြည်လန်းအမြန်ဆောက်လုပ်ပြီးစစ်လေရင်ပြန်တန်းစင်တန်းမှုများစတင်စံတန်းလုံဆောင်နေကြောင်းသိရှိရသည် ပဲဘကိုးတိုင်းရွှေတောင်မြို့နယ်နဲ့တဲကုန်းမြို့နယ်ဆက်တွင်စစ်ကောင်စီကလေရင်ပြေးလန်းနဲ့လေရင်ကွင်းတစ်ခုကိုအမြန်ပေါက်လုခဲ့ခြင်းဖြစ်ပြီးလက်ရှိချိန်တွင်စစ်လေရင်ပြန်တန်းစင်တန်မှုများကိုလှုပ်ဆောင်နေပြီဖြစ်ကြောင်း AAE ရှေ့တူလာသောထိုးစစ်ကိုကာဝေးရန်ရခိုင်နှင့်ပဲခူးဒေသများတွင်လေကောင်းတိုက်ခိုက်မှုများလှုံ့ဆော်ရန်အတွက်စစ်တပ်ကရင်းလီရင်ခွေးနှင့်ပြည်လန်းကိုအမြန်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။အဆိုပါလေရင်ခွေးသည်ရွှေတောင်မြို့နှင့်ရန်ကုန်ပြည်အဝေးပြေးလမ်းမကြီးသို့တိုက်ရိုက်သွားလာနိုင်သောလမ်းများဖောက်လုပ်ထားပြီးလေရင်ခွေးဘေးတွင်လည်းအမြောက်တပ်များချင်းလင်းတပ်များစွာရှိနေကြောင်းသိရှိရသည်။ လာပိုင်းရပိုင်းကာလတွေမှာရွှေတောင်မြို့နယ်ထဲမှာလေရင်ပြေးလန်းတစ်ခုကိုစစ်တပ်ကအမြန်ဖောက်လုပ်တဲ့အရင်ကလုံးဝမရှိဘူးအမြန်တိဆောက်ထားတာညာဘက်ဆိုရင်လေရင်တက်ဆင်းတွေလုံနေပြီလေရင်ကွင်းကိုစိုက်ပျိုးရေးရွာတဲ့နဲ့ကန်နီရွာဘက်ကနေဝင်နေရခိုင်ပကိုးနဲ့အညာဘက်ကိုအဓိကလေကြောင်းဆစ်စင်လုံမယ်လို့သိရတယ်။သူနောက်မှာစက္ကဆိုင်66နဲ့မလန်မကန်းမယ်ပြည်ရင်နဲ့မြေနဲ့လည်းနေဆက်တယ်ဟုရန်ကုန်ခေတ်သေးတရင်ရင်မြကပြောဆိုသည် အေအေကကြောင်ကုန်လမ်းပိုင်းမှာတဆင့်ပဲခူးတိုင်းတွင်းသို့ဝင်ရောက်လာနေပြီးမူတီတောင်စကန်ကိုဇန်နဝါရီလ26ရက်နေ့ညောင်ကျူတက်စကန်ကိုမက်လ14ရက်နေ့တွင်အသီးသီးသိမ်းပိုက်ခဲ့ကြောင်းရင်းနောက်အေအီတူစစ်ကပဲခူးတိုင်းတွင်းသို့တိုးဝင်လာနေကြောင်းသိရှိရသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင့်ရတော့ဘီလာရုစ်နိုင်ငံကဆေးဥစုတရားမွင့်ရေကောက်ပွဲကိုစောင့်ကြည့်လေ့လာသူများဆေးလွတ်ပေးမည်ဆိုတဲ့အပေါ်အရက်ဘက်ဖွဲ့စည်းများပြစ်တင်ရှုံချဆွဲတဲ့ရင်မှဖြစ်ပါရဲ့ရှင်။ ။ဘီလာရုစ်နိုင်ငံကဆဲအုပ်စုတရားမဝင်ရေကောက်ပွဲကိုစောင့်ကြည့်လေ့လာသူများဆေးလွတ်ပေးမည်ဆိုသည့်အပေါ်အရက်ဘက်ဖွဲ့စည်းများကပြစ်တင်ရှုတ်ချလိုက်ကြသည်။မြန်မာဆဲကောင်ဆောင်မင်းအောင်လှိုင်သည်ပြီးခဲ့သည့်ရတရဘတ်ခန့်ကရုရှားနိုင်ငံနှင့်ဘီလာရုစ်နိုင်ငံများတို့တွားရောက်ခဲ့ပြီး၎င်းခီးစဉ်အတွင်းရုရှားနှင့်ဘီလာရုစ်အစိုးရများကဆဲအုပ်စုတရားမဝင်ရေကောက်ပွဲကိုထောက်ခံသွားမျိုးပြောကြားခဲ့ကြောင်းဆဲအုပ်စုဝါရဖြန့်ချီမီယာများတွင်ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် Belarus ခရီးစဉ်တွင်မင်းအောင်လှိုင်က Belarus သမ္မတအာနာရှင် Alexander Lukashenko ထံတရားမဝင်ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများဆေးလွတ်ပရန်တောင်းဆိုခဲ့ပြီး Lukashenko ကလက်ခံခဲ့သည်ဟုဒေသရင်းသတင်းများတွင်ဖော်ပြခဲ့ကြသည်။ မြန်အောင်လိုင်းက၎င်းခီးစဉ်အတွင်းရခုနှစ်ကောင်တစံမာလာသို့မဟုတ်ရှင်းနှစ်အစာပိုင်းဇန်နဝါရီလရင်ရေကောက်ပွဲကျင်းပမျိုးပြောကြားခဲ့ပြီးရုရှားအစိုးရကလည်းဆေးဥစီတရားမဝင်ရေကောက်ပွဲကိုထောက်ခံသွားမျိုးပြောကြားခဲ့ကြောင်းဆေးဥစီဝါရပြန့်ချီရေးမီဒီယာများနဲ့ဖော်ပြခဲ့ကြသည် ထို့သောဆေအိုစုကျင်းပမည့်အတူရောင်ရွေကောက်ပွဲကိုဘီလာရုစ်နှင့်ရုရှားဆိုရာတို့ကအကူအညီပေးမှုအပေါ်ရှုတ်ချကြောင်းအရက်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Defense Myanmar Democracy အဖွဲ့ကယနေ့ထုတ်ပြန်ခဲ့သည် Defense Myanmar Democracy ရဲ့ပြောရေးဆိုခွင့်ရှိသူနော်အောင်ကအကြမ်းဖက်ဆေအိုစုရဲ့ရွေကောက်ပွဲလုပ်ရတဲ့အကြောင်းရင်းကသူတို့ရဲ့တရားမဝင်အာဏာတင်းသိမ်းမှုဂျိုးပန်ခဲ့တာကိုတရားဝင်မှုရှောင်အာထုတ်မှုတရတာဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့နိုင်ငံတကာတိုင်ဝမ်ကိုပြောချင်ပါတယ်ဟုဆိုသည် အလားတူပဲလူကရှင်ကိုရဲ့ကိုယ်စားလှယ်တွေမြန်မာနိုင်ငံလာပြီးရွေးကောက်ပွဲဆောင်ကြည့်မယ်ဆိုတာဟာတရားမဝင်ရွေးကောက်ပွဲတစ်ခုမှာအာနာရှင်တစုကရာဇဝဲကောင်ဆဲအုပ်စုကိုထောက်ခံကူညီပေးလာတာဖြစ်တယ်။လူကရှင်ကိုရဲ့ရာဇဝဲကောင်ဆဲအုပ်စုကိုထောက်ပံ့ကူညီနေတာတွေကိုကျွန်တော်တို့ရှုတ်ချပါရယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရုံးကန်နေကြတဲ့ပြည်သူတွေကိုကူညီပြီးရာဇဝဲကောင်ဆဲအုပ်စုနဲ့သူ့ရဲ့ပေါင်းပါတွေကိုအထောက်ပေါ်ဆောင်နေတဲ့အတူရောင်ရွေးကောက်ပွဲမှန်သမျှကိုညှင်းပယ်ဆန့်ကျင်မှုကျွန်တော်တို့တိုက်တွန်းပါရယ်။ဒီမိုကရေစီအတွက်တိုက် ပွဲဝင်နေကြတဲ့ဖီလာရုစ်ပြည်သူတွေနဲ့လည်းကျွန်တော်တို့တသားတဲ့ရက်တွေပါတယ်ဟုလည်း၎င်းကဆက်လက်ပြောဆိုသည်ဗီလာရုစ်သမရာအလက်ဇန်ဒားလူကာရှန်ကိုသည်နိုင်ငံကိုနှစ်ပေါင်း30ကျော်ကြာအင်အားသုံးတင်းကျပ်စွာချုပ်ကိုင်အုပ်စိုးခဲ့သည့်အတွက်ဥရောပ၏နောက်ဆုံးအာဏာရှင်ဖြစ်ရည်ညွှန်းကြသည်။2020ခုနှစ်ဗီလာရုစ်အထွေထွေရွေးကောက်ပွဲတွင်လည်းတိုက်ခန့်ပါတီကမဲ60ရာခိုင်နှုန်းနဲ့အနိုင်ရသည်ကိုအာဏာလွှဲပြောင်းပေးခြင်းမရှိဘဲအဓိကအတိုက်ခံကောင်ဆောင်များဖန်ဆီကအာဏာကိုအင်အားသုံးဆက်လက်အုပ်ချုပ်ကိုင်ခဲ့သည်။ 2025ခုနှစ်ဘီလာရုစ်နိုင်ငံထရီရေကောက်ပွဲ၌လူကရှင်ကတောက်ခံမဲ89ရာခိုင်နှုန်းရရှိခဲ့သည်ကိုကြေညာခဲ့ပြီးနောက်အတူယောင်ရလက်ကိုညင်ပေသောဆန္ဒပွဲများကြဲကြဲလောင်လောင်ဖြစ်ပေါ်ခဲ့သည်ဘီလာရုစ် အာနာရှင်လူကရှင်ကိုနှင့်သူ၏အစိုးရအဖွဲ့အားအမေရိကန်၊ဥရောပနှင့်ဩစတြေးလျနိုင်ငံ၊ဂျပန်၊နယူးဇီလန်နိုင်ငံတို့ကအမြေပြတ်စီရင်သွင်းထားပြီးအရေးယူပိတ်ဆို့မှုများချမှတ်ထားသည်။ ဆလတ်ပြီးစင်ကုလက်ပံလာရွာကိုစစ်လျင်ဖြင့်ပုံကျဲမှုကြောင့်တိတ်ဆုံးသူ29ဦးတွင်ရုံလောင်းပြက်စီသူများပါဝင်ပြီးအလောင်းများထမှန်ရှာဖွေနေတန်ရန်ရသူ32ဦးတွင်လည်းဆိုရင်ရသူများပါဝင်သည့်ဖြင့်တိတ်ဆုံးသူထပ်တိုးလာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းစင်ကုန်းမြို့နယ်လက်ပံလာရွာကိုစံဘက်စစ်တပ်ကလင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်လေးလရွယ်ကလေးငယ်နှင့်ကလေးချောင်းအပါဝင်ပြည်သူ28ဦးသေဆုံးပြီး32ဦးထိခိုက်ဒဏ်ရာရကသေဆုံးသူရေအတွက်တိုးလာနိုင်ကြောင်းစင်ကုန်းမြို့နယ်ပကပသတင်းတောင်ကရန်ကုန်ခေတ္တသတင်းဌာနတန်းတို့ပြောဆိုသည် ရှမန်နေမက်စလာ14ရက်နေ့မွန်လဲ3နာရီနေ့14မိနစ်ကနေစင်ကုန်းမြို့နယ်လပန်လာရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်အသက်၄လအရွယ်ကလေးငယ်တဦးနှင့်ကလေး၆ဦးအပါအဝင်ပြည်သူ28ဦးသေဆုံးခဲ့ပြီးပြည်သူ32ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် ဒီကိတ်တရားရရှိသူ30ဦးတွင်လည်းအသက်အန္တရာယ်ဆိုးရိမ်ရသောပြင်းထန်တရားရရှိသူများပါဝင်ပြီးတိစုံမှုရေအတွက်ထပ်တိုးနိုင်ကြောင်းထို့ပြင်ပြည်သူပိုင်းနှင့်ငါလုံးလည်းမီးလောင်ပြကြခဲ့ကြောင်းသိရှိရသည် စစ်ကွေးတွေကအကြောင်းမဲ့ပုံကျဲတိုက်ခိုက်သွားတာပါဒီကိတ်တန်ရာရရှိသူတွေထဲမှာစိုးရိမ်ရတန်ရာရသူတွေပါဝင်ပါတယ်အခုအတိပြုနိုင်တာ29ဦးပေါ့အသက်၄လရွယ်ကလေးငယ်နဲ့ကလေးချောင်လေးတည်ဆုံမှုတွေမှာပါဝင်တယ်လို့သိရတယ်တချို့ရုပ်အလောင်းတွေကမိလောင်ကျွမ်းသွားတယ်နေမြေရှင်လင်းလုပ်ပြီးရုပ်အလောင်းတွေရှိနိုင်အောင်လားရှာဖွေနေပါတယ်ဒီကိတ်တန်ရာရရှိသူကတော့32ဦးရှိတယ်နေငါးလုံးလဲမိလောင်ပြကြသွားတယ်ဟုစင်ကုံမြို့နယ်ပကဖတရင်တောင်ခန်းကပြောဆိုသည်